နဲ့ပြောတဲ့လူကိုစိတ်ထဲကနေတစ်ခါတည်းတပ်လိုက်တာဝိုင်းစည်းကမ်းကြီးတဲ့ကျွန်တော်ဘာမှမဖြစ်ပါဘူး။ကျွန်တော်စည်းကမ်းဖောက်ပြမဲ့လူမဟုတ်တဲ့ဘူး။ကျွန်တော်ကိုဝိုင်းစည်းကမ်းထဲမှာလည်းကျွန်တော်နေနိုင်တယ်။ကြီးကျန်သင်ငယ်မှုများစွာ။မင်းမရှိတဲ့နေနဲ့။အဲအဲ့ဒါအဲ့ဒါကြောင့်သူကြိမာရတယ်။အဲချောကလက်ကပြောလို့မရဘူးပြန်။ပြဿနာအဲချောကလက်မှာရှိ။ကုံလုံးစီကကျွန်တော်အကုန်တင်ပါတယ်။ ကျွန်တော်ဘာမှမတတ်ဘူး။ဟောဘင်္ဂလာပါဒီကားထဲမှာကျွန်တော်ချမ်းမြေပါကျွန်တော်ချမ်းမြေနေရာနေပြုဆောင်တော့ပါတယ်။ဟုတ်ဒီကားမှာကျွန်တော် delivery ပို့တယ်ပေါ့နော်ဒါပေမဲ့ဇလန်းကသူကကျွန်တော်တို့ interview သမားတွေကရုပ်ရှင်ကမကြည့်ရသေးဘူးဆိုကျွန်တော်ဘယ်လိုပြောပြရမလဲမသိဘူးကြီး။ ထွေလာကြီးတို့ရိုးတည်ပါထွေလာကဇလန်းကိုဝတ်ထားတယ်အဲအရန်တော့မများပါဘူးဒါပေမဲ့ထွေလာကြီးုံနဲ့တော့မရှင်းနိုင်ဘူးထင်တယ်အစိုက်ကိုပေါ့အဲစိုက်ကိုနည်းနည်းဆန်တယ်ပေါ့နော်စိုက်ကိုနည်းနည်းဆန်တယ်သူ့မှာ trauma လေးတွေရှိတယ်အဲအဲ့ဒါလေးကဟိုးငငယ်လေးကနေဖြစ်ခဲ့တဲ့ဟာလေးပေါ့နော်အဲ့အရာလေးကနေစတာအဲအဲ့လိုမျိုးပေါ့အဲဈေးကြံဈေးကြံဈေးကြံတိမ်ငယ်မှုများသွားတယ်မရှိရနေတယ် အဲအဲ့ဒါအဲ့ဒါကြောင့်သူကြည့်မှရတော့အဲချောကလက်ကပြောပြလို့မရဘူးပြန်ပြဿနာအဲချောကလက်မှရှိအဲ့တော့စိတ်ဝင်စားဖို့ကောင်းပါလေ။သူ့ရဲ့အဲသူကအောက်တန်းစားလို့ခေါ်ခံရတာမကြိုက်ဘူး။အဲ့လိုအခေါ်ခံရဖို့အတွက်ဟိုသူ့မှာဖြစ်ပေါ်လာတဲ့ဟိုအကျိုးကြောင်းလေးတွေရှိရပါတော့ အဲ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 အချိုးချောင်းလေးတွေနဲ့ဆက်ဆက်ပြီးတော့သူကဇလန်းသူကတော့ရှောက်သွားတာပေါ့နော်အဲ့မှာမင်းသမီးကလည်းအဲဒီဟာကိုသူတိရဒါပေမဲ့အဲ့လိုမျိုးပေါ့နော်တောင်းနဲ့တောင်းနဲ့နားလည်မှုလေးတွေအဲလွဲတဲ့ဟာမျိုးလေးတွေအဲအဲ့လိုမျိုးလေးပေါ့နော်တွစ်ရိုက်တာလေးရှိပါတယ်ထရမာရတဲ့လူတွေကတော့အများကြီးမြင်မှုပါတယ်ဒါပေမဲ့ဒီလိုပုံစံမျိုးတော့လေမကြောမတွေ့ဘူးပါဟုတ်ဒါပေမဲ့ရှိနိုင်ပါတယ်ဟုတ်သူကလူဘွားဆိုတာအเจ้าကမျိုးစုံနဲ့ရှိမှာလေစုံလုံးကမ်းပြီးမယုံဘူးပါ အဲ့အဲ့လောက်လေးကိုကြည့်ကြည့်သူကဒီထဲမှာအချစ်ကလေးလည်းပါတယ်အချစ်ခံလေးတွေတော်တော်မှန်တယ်အဲ့အဲ့လိုမျိုးပြီးရင်အဲ့လိုမျိုးဟိုအဲဒီလုံးနေပြန်ပြန်ခွဲသွားတဲ့ဟာလည်းပါတယ်အဲ့လိုဖရမာလေးလည်းပါတယ်ဆိုတော့အဲစိတ်ဝင်စားမှုလည်းကောင်းပါတယ်ဟုတ်အဲကျွန်တော်ကတော့လာရောက်ကြည့်ရှုပြီးတော့ဝေဖန်ပေးဖို့ပဲကျွန်တော်ပြောချင်ပါတယ်။အဲ့အတွက်တော့ကျွန်တော်ရဲ့ကျေးဇူးတင်ပါတယ်။ဒီလိုမျိုး ောင်းမှုကိုလုပ်ခွင့်ရတဲ့ဇလန်းလေးတွေကျွန်တော်စီရောက်လာတဲ့အတွက်ကျွန်တော်လည်းအကောင်းဆုံးတော့ကြိုးစားအောင်ပါစပင်းမှာမာပြဒနာရှိတယ်ဆိုတော့ဟိုဘာဖြစ်လို့ပါအမှန်တော့ကာနကာကလည်းကတ်သွားလည်းပါတယ်ပြီးတော့စပင်းချင်းမှုတိုက်တွန်းတဲ့ပြဿနာတွေကိုလည်းကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်အဲကျွန်တော်စပင်ချင်းမှုနည်းနည်းလိုပါသေးတယ်တီးခံပြီးတော့စောင့်ပေးစီခြင်းပါတယ်အဓိကကျွန်တော်လည်းထပ်ပြီးတော့အဲ ကြိုးစားပြီးတော့အခြား character တွေလည်းအများစွာကျွန်တော်လုပ်ကြည့်ချင်ပါသေးတယ်။အဲသပင်ကတော့တက်နိုင်သလောက်ကျွန်တော်ကြိုးစားပြီးတော့ဒကားနဲ့ဒကားမတူအောင်မတူအောင်ကျွန်တော်ကြိုးစားပြီးတော့ပြင်ဆင်ပါမယ်လို့ပြောချင်ပါသေးတယ်။အဲအမှတ်တရအများကြီးပဲကိုဝိုင်းနေဆိုတော့လေကိုဝိုင်းကကျွန်တော်တို့ကို detail တင်တယ်။ detail တင်တာမျက်လုံးအကြည့်စကားအပြော်လေးတန်းအဖိအဖော်ပြင်ညာကျေးဇူးတင်ပါတယ်။လေတဲ့အဖေအဖေဟိုဟာ ြောရမယ့်ဟာလေးတွေပြန်နေရမှာမျက်ရည်ကြတိုင်းကောင်းတာမဟုတ်ဘူးဒါပေမဲ့အဲ့လိုမျိုးပေါ့နော်အစုံမလုံးပဲအစုံမလုံးပဲပြောတာအဲ့လိုမျိုးဆိုတော့ပညာတွေလည်းအများကြီးရပါတယ်ပညာတွေလည်းအများကြီးရတဲ့အပြင်ဟိုကကျွန်တော်တို့ကကျွန်တော်ကကြတော့ရိုက်ရင်းနဲ့ကိုသင်နေရတာအဲရိုက်ရင်းနဲ့သင်နေရတော့စကားတကားတကားဆိုရင်ကျွန်တော်မှာအာယုံလည်းအရန်ဆိုက်ရတယ်ပြီးတော့ဒီလက်ဟာတော့မှဆိုလို့ပေါ့နော် ပြီးရင်တကားတင်မိတိုင်းနဲ့တကားပြန်ကြည့်ရတယ်။အော်ဒီကားမှာငါဘာဖြစ်နေ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 ။အဲကိုယ့်ဟာကိုယ်ပြိတက်တရားအားရတာတွေရှိပြီမဲ့လဲကျွန်တော်ကအဲအားရတာတွေလည်းရှိသလိုအားမရတာတွေလည်းရှိပါတယ်။ဒါပေမဲ့ကျွန်တော်ကကျွန်တော်ကတော့အမြဲတမ်းအပြစ်ရှာနေရင်းနဲ့ပဲဟိုကလုပ်နေရမှာနော်။ပြီးတော့ကျွန်တော်ဒီဟာကို pre production ဆိုရင်လည်းကျွန်တော်တို့အမ်ဒီနေ့တနေ့ကုန်အဲ့လိုဟိုက၄-၅ရက်ကျွန်တော်ဒီ dialogue တွေ ပြောရတယ်ချင်းရတယ်အဲတရားတော်နဲ့တကယ်အတီးတွေဟိုလောက်ရတယ်အဲ့တော့ဟို SPN နေတော့ပို့ပြီးရပါတယ်ကိုဝိုင်းကတော့သူလိုချင်တဲ့သူ့ရဲ့အဲဇလန်းဇန်ညွန်းအတိုင်းသူပြောတယ်အဲ့ထဲမှာမှဟိုညီလေးဗာလေးလောက်ချင်တယ်ဗာလေးလောက်ချင်တယ်အဲ့မှာကျွန်တော်ပြန်ပြီးတော့ဒီစကားလေးကတော့ဘလို့ဘလို့လေးပြောချင်တယ်ဘလို့လေးပြောချင်တယ်အဲ့လိုမျိုးပေါ့နော်အဲအဲ့လိုလေးညှိနှိုင်းပြီးတော့လုပ်တယ်ပြီးတော့အဲအဲ့လိုညှိနှိုင်းလုပ်ရင်းနဲ့ကျွန်တော်တည်ယူခဲ့ရပါတယ် တကယ်တမီးကတော့ကျွန်တော်လည်းမသိပါဘူးအဓိကကတော့ကျွန်တော်ကကိုဝိုင်းနဲ့ရရမယ်ဆိုတော့ဈားထဲမှာလည်းဟိုပြောထားတဲ့ဟိုဟိုပါဘောနော်ကိုဝိုင်းရန်စီကန်ကြီးရဲ့အဲ့ဒါညာဒါပေမဲ့ကျွန်တော်ကကိုဝိုင်းစီကန်ကြီးတဲ့ကျွန်တော်ဘာမှမဖြစ်ပါဘူးကျွန်တော်စီကန်ဖော်ပြမဲ့လူမဟုတ်တဲ့ဘောကျွန်တော်ကိုဝိုင်းစီကန်ထဲမှာလည်းကျွန်တော်နေနိုင်တယ်ဘာဖြစ်ဆိုကျွန်တော်ကြိုက်တယ်အဲကျွန်တော်အဲ့လိုစီကန်ရှိတာကျွန်တော်ကြိုက်တယ်ဘာဖြစ်ကျွန်တော်တင်ကျင်တယ်စနစ်တကျဆိုတော့ ကျွန်တော်အဲ့ဒါကိုတည်တည်ကြကြကျွန်တော်နားထောင်တယ်ကျွန်တော်လေ့လာတယ်ကျွန်တော်လုပ်တယ်အဲအဲအဲ့လိုမျိုးပေါ့နော်အဲပြီးတော့မျက်လုံးနေကျော်ဒီကားထဲမှာနည်းနည်းလေးတခြားကားနဲ့တော့မျက်လုံးအကြည့်လေးနည်းနည်းလေးမတူဘူးတို့ကျွန်တော်ကျွန်တော်ခံခံစားရတယ်အဲ့ဒါခံစားရတယ်အဲဒါတော့ကိုဝိုင်းသင်ပေးတာပေါ့နော်ကိုဝိုင်းသင်ပေးတဲ့အတိုင်းကျွန်တော်အတိအကျတတ်နိုင်တယ်လို့ကျွန်တော်တက်တက်လောက်လေးနဲ့ကျွန်တော်စူးစမ်းကြည့်ပါခိုင်းတယ် ခိုင်းတယ်ဒါပေမဲ့ကျွန်တော်ခဏခဏတော့မလုပ်အောင်ညကျွန်တော်ခဏခဏမလုပ်အောင်နှစ်ခါလောက်တော့လုပ်သွားနှစ်ခါလောက်တော့လုပ်သွားဥပမာဆိုရင်ပါပါလီပဲလုပ်ရမှန်းဟာဆိုရင်ကျွန်တော်ကကျွန်တော်ပါပါလီပဲဒါပေမဲ့နည်းနည်းလေးပူလို့အဲအဲ့ဒါဆိုကိုဝိုင်းအတင်းပေးတယ်ပါတာအရန်ခတ်တယ်အဲအဲ့လိုမျိုးပေါ့နော်အဲ့တော့ကျွန်တော်နောက်တစ်ခါပြန်လို့တော့ကြာတော့အဆင်ပြေသွားတယ်အဲအဲအဲ့လိုမျိုးလေးပဲเนาะအဲ့လိုမျိုးလေးပဲကျွန်တော်ခဏခဏတော့ကျွန်တော်ပြန်မလုပ်အောင် ။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒါကျွန်တော်ထင်တယ် pre ဟို pre ကျွန်တော်တို့တေချာလောက်ထားလို့ထင်တယ်။စကားတွေကလည်းအရင်ပြင်းတဲ့ရှည်တဲ့ဟာတွေလည်းပါတာပေါ့။ပြန်ပါ။ဟိုနက်နဲတဲ့ဟာတွေပါတော့ကျွန်တော်ဒါတွေက pre မှာလည်းလောက်ထားတယ်။ dialogue တွေကလည်းရနေပြီဆိုတော့ကို idea ကိုပဲကိုခယူဆိုင်ဖို့ပဲလိုတော့တယ်လို့ကျွန်တော်ထင်ပါတယ်။ကိုဝမ်းကလည်းအဲ့လိုဖြစ်အောင်လောက်တာလို့ထင်ပါတယ်။ဟို ဒါတွေ pre မှာလုတ်ထားတဲ့အရေးကြီးတဲ့ခန်းတွေအကုန်လုံးကျွန်တော်တို့က pre လုတ်ထားတဲ့အတွက်တကယ်ကြိုက်ကူးရေးမှာအရန်ချုံးမွန်တော့ပါကျွန်တော်ပါပါထူထူခတ်တယ်ကျွန်တော်အကုန်လုံးစူးစမ်းပြီးလို့ရကျွန်တော်တဘာနဲ့လည်းမလုတ်တဲ့ဆိုကျွန်တော်မှတဘာလည်းမရှိဘူးဘွာလည်းမရှိဘူးကျွန်တော်အခုအချိန်ထိဒီကားဆိုရင်ကျွန်တော်10ကားမြောက်ပေါ့နော်ကျွန်တော်3နှစ်အတွင်းမှာ10ကားပဲရှိပါသေးတယ်ကျွန်တော်ယုံတင်ပါကားတိုင်းကျွန်တော်တို့ခက်ခဲပါဘာသာလဲဟာသာ fighting နဲ့ fighting drama နဲ့ drama အချစ်နုအလွမ်းအဲ့လိုမျိုးပေါ့နော်အကုန်လုံးကျွန်တော်တို့ခက်ခဲပါတယ်ကျွန်တော်ကိုဝိုင်းနဲ့လည်းပညာရတဲ့ချိန်မှာဥပွားကိုဩရဇဥဇောအကုန်လုံးစီကကျွန်တော်အကုန်တင်ပါတယ်ကျွန်တော်ဘာမှမတတ်တယ်ပြောကျွန်တော်တို့တော့အကောင်းဆုံးကြိုးစားရတာပဲဇကားလေးနဲ့တကယ်ကောင်းပါတယ်ကိုကားမှုလို့ကိုပြောတာမဟုတ်ပါဘူးကျွန်တော်လည်းမြန်မာကအရန်ကြိုက်တဲ့လူပါပဲအရန်ကြိုက်တဲ့လူပဲဆိုတော့ ဆိုးရွားနေဘူးเนาะကျွန်တော်ပြောချင်တာကျွန်တော်ကအရင်ကောင်းတယ်လာကြည့်ပါတော့ပြောချင်တယ်မဟုတ်ဘူးဆိုးရွားနေဘူးเนาะကားလေးတကယ်ကောင်းပါလေတကယ်ခံစားခံစားခြင်းနဲ့ရုပ်ရှင်နဲ့ကြိုက်တဲ့ပရိသတ်တွေကိုတော့ကျွန်တော်ကဖိတ်ခေါ်ချင်ပါလေခင်ဗျာလာရောက်ကြည့်ရှုဝေဖန်ပြီးသုံးသပ်ပြီးပြောချင်ပါလေကျေးဇူးပါဟုတ်ကဲ့ကျေးဇူးများတင်ပါ